امریکا کام بدون تا ما هستیم دست بود دست تو به آقامون نمیرسه آرزتون رو به گور میبرید دونه دونه بچه های ایران شیعه های ایران فدایی هم به ترامپ خونخوار میفهمونیم که عددی نیست هر قلطی که دلش میخواد میکنه اما ملت ما بیدی نیست که به این باتا بخواد بلرزه အစ္စရေးနဲ့အီရန်နဲ့စစ်ဖြစ်တော့စော့ဆင်းခွင့်ဘာကြောင့်တက်တာလဲပထမကဘာစစ်နဲ့ဒုတိယကဘာစစ်မှာစော့ဆင်းခွင့်ဘာဖြစ်သွားလဲတတိယကဘာစစ်အကယ်၍ဖြစ်မှန်ဆိုရင်စော့ဆင်းခွင့်ဘာဖြစ်နိုင်လဲဆိုတာပြောမယ်ကဘာပတ်အမေရိကန်မီနနာစော့အော့ပရှင်ပညာရှင် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်လဲကိုမအောင်မှာရေးထားတာပါအီရန်က အေဆွေးချတဲ့အတွက်ကြောင့်လူပေါင်းများချီတည်တယ်နော်အေဆွေးကနေမျိုးအီရန်ကိုချတဲ့ဂျိုနာ73ရက်နေမှာနော်ကဘာစစ်ဖြစ်တော့မယ်လို့လူတွေကထင်ကြတယ်အီရန်ကလည်းချိန်ချောက်တယ်အာအရန်အရေးကြီးရဲ့ရေနံတွေတင်ပို့နေတယ်ရေနံတွေမကောက်ကဘာကုန်သွယ်ရေးတင်တင်ပို့ရအခါမှာဖြတ်သွားတဲ့ straight off ဟိုမဆိုပဲပိတ်မယ်လို့သူကချိန်ချောက်တယ်နော်ချိန်ချောက်တကယ်တော့မပိတ်ဖြစ်ဘူးအဲ့တော့ ဘရန်ဆိုးွားတဲ့စစ်ပေါ့ပြောရမှဆိုရင်เนาะအဲ့တော့ stock sequence ကထုံးစံဆုံးကြမှာပေါ့ဒါပေမဲ့မကြပါဘူးဆရာ portfolio stock share ကြည့်ရမှဆိုရင်เนาะဘယ်တော့ဖြစ်လဲဆိုရင်ဒီနေ့မှာပဲ9000ကျော်တက်သွားတယ်4.67%ပါစကြတက်သွားတယ်เนาะ3000ကျော်သွားပြီကြည့်ရမှဆိုရင်ခုတပတ်လို့ကြည့်ရစစ်ဖြစ်တာเนาะငွေက ၃လရဲ့တပတ်လောက်က portfolio ကဘယ်လောက်လဲ13%ကျော်တက်တယ် okay တလားဆိုကြည့်တာဘယ်လောက်လဲ26.22%တက်တယ်ဘာမှလည်းစစ်ဖြစ်တဲ့ပုံစံဘာမှတိတ်ပြီးတော့မထူးကြအောင်နော်ဂျိုနာဒီဘက်မှာစစ်ဖြစ်တဲ့စားကြည့်မအောင်နည်းနည်းကြာပါတယ်ဒါပုံမှန်ပြပြန်တက်သွားတယ်ပြန်တက်သွားတယ်ရတူစဲဆိုရင် portfolio ဘယ်လောက်တက်တယ်46.561%တက်နေပြီ နော်50%နီးပါးဖြစ်နေပြီအဲ့တော့50%တနည်းကိုနှစ်ဝက်တက်တယ်ဆိုရင်နှစ်ကုန်ဝါရင်100%ဖြစ်လာမှာဆိုရင်ချမ်းသာမှုကနှစဖြစ်တာပေါ့အဲ့လိုနှစဖြစ်မှာဆိုရင်နှစ်တန်းတင်တဲ့ပတ်စံနှစဖြစ်နေမှာဆိုရင်ဘာမှစိတ်ပူစံမလို့ကုန်စင်တို့တက်တယ်တွေးပါဆက်တယ်4%ဖြစ်တယ်5%တက်တယ်ဘာမှစိတ်ပူစံမလို့မကြောက်တော့ကုန်စင်တို့အများကြီးတာနေတော့ရိုးရိုးတာမှန်လိုမျိုး investment လုပ်ရတော့တက်မှာမဟုတ်ဘူး ဗီဒီယိုအဆုံးမှာဆိုရင်တော့ဘယ်လိုမျိုးလုပ်လဲဆိုရင်ဒီမျိုးရနိုင်ဆိုတာပြောမယ် SME 5ပဲကြည့်လိုက်อืมดีเนี่ยได้ตัดแล้วโลกแก5เนี่ย2.27%ตัดแล้วโลกแก3ตัดแล้ว4.53%ตัดแล้วเว้ยเนาะเสร็จผิดแล้วโลกว่าไม่ทันอ่ะนัสเตอร์จริงอ่ะดีนี่ตัดแล้ว0.47%ตัดแล้วโลกเนาะโลกแก5เนี่ยมา2.83%ตัดแล้วตัดแล้วตัดตาเว้ยเสร็จผิดแล้วปုံไม่ทันอ่ะเสร็จแล้วเนาะอะกูก็ขนาดหน้าแล้ว ဲချင်းထပ်ဖြစ်မှန်းမသိဒါပေမဲ့စိုးရင်ရတာဟောနောက်လူရဲ့စိုးရင်ကြကဘာရဲ့မသိမရင်ပုံများနိုင်ပြီဟုတ်လေတောင်းကြုံကြည့်လိုက်ဒီနေ့တက်တယ်ငါရဲ့တွိပါဆက်တက်တယ်တက4ပါတွိပါဆက်တက်စစ်ဖြစ်တယ်လို့တော့အရေးဘာမှမတွေ့ရဘူးနော်စစ်ပြည့်ချိန်မှာ stock save ကြနည်းနည်းလေးကြဘာမှမထူးကြဘူးရိုးတာမန်နေလိုမျိုးပဲကြာတာပဲနော်အေးဆွေးကြည့်လိုက် ် in store စကြာမှာပေါ့လူရဲထင်ကြတယ်ကြည့်လိုက်နှုံကတက်လာမှာ9ပွဲဆက်ဆက်ပါဆက်တက်တဲ့နော်ခြားတဲ့အချိန်မှာနည်းနည်းပဲကြာသွားပြီးနောက်လိုက်ကြပြန်တက်သွားကြည့်ရဆက်ဖြစ်တာဘယ်တော့ကြာဆို12 12ရက်တော့ကြာငါမဖြစ် store စကတက်တယ်ငါမဆက်ပူစားမို့အေးစပဲဒီရတူတဲ့ဆိုသူ80%ပါဆက်တက်နေ82%ပါဆက်တက်နေ USA stock market ကပိုတော့ကောင်းနေတယ်နော်နိုင်ငံရေးမတိမရေဖြစ်တဲ့စစ်တဖြစ်တဲ့ဆိုရင် stock စကကြာမှာမလားဘာကြောင့်အေးစွေး stock ဆီကိုတက်နေတာอืมအဲ့ဒါလူအများစုတိထားတဲ့ဟာ stock share ပင်ရမတက်ထောင်းဆိုရင်အရန်မှားတာเนาะတချို့လူတွေစစ်ဖြစ်တဲ့ထင်မျိုး stock share ရောင်းနေတယ်ကြမှန်ဆိုပြီးတော့เนาะပြီးတော့ရေနံ stock share ဝယ်တယ်အဲ့လိုဝယ်တဲ့လူတွေရှိတာเนาะစစ်ဖြစ်တဲ့ဆိုစိုးရိမ်ပြီး stock share ရောင်းပြီးွားရင် option ရောင်းပြီးွားရေးနေဝယ်ဝယ်လို့ရှိရရှိရဆိုရင်ကိုမအမမရှိခေါ်တာပါဟေး စစ်ဖြစ်တာကအခုမှဖြစ်တာမဟုတ်เนาะ April 2024ကချတာပဲ Israel Iran October 2024ကချတာပဲ June 2025ကချတာပဲเนาะဘယ်တော့ပဲချနေပါစေ stock စီးပွားကဘာမှတိတ်တော့မလှုပ်เนาะဘာမှသူမချလို့မျိုးပဲ Iran ကအဲ Donald Trump President Donald Trump ကပြောတာပေါ့ဟိုဟို Iran နဲ့ Israel ကစစ်ဖြစ်တာနားလိုက်ပြီဆိုပြီးတော့သူကကြိုးပြီးပြောတာကြိုးပြီးပြောအဲမသိ तू လုံးတာပေါ့ Iran ပြောတာဟေးတဘောမတူသေးပါဘူးလေ။နော်စစ်ဖြစ်တာငါ့ဘူးတဘောမတူသေးပါဘူးလေ။ပြန်ပြီးတော့ဖြည့်ရှင်းချက်ပြောတယ်။အော် Trump line လိန်ညာနေတာပါဆိုပြီးတော့အဲ့လိုပြောပါတယ်။ပြည်သက်ရဘလို့ထင်ပါနဲ့လဲ။ Ivan line နဲ့ထင်ပါနဲ့လား။ Trump line နဲ့ထင်ပါနဲ့လား။ကိုမအမရေးထားတယ်မှာ။ ဘာပဲဖြစ်ဖြစ်အခုတော့တရားဝင်နားပါပါကြီးဆိုတော့ Trump post လုပ်လာတဲ့အာတရားလောက်ပါကြတယ်ဆက် Iran နဲ့ Israel နဲ့ဆက်ရက်သွားတရားနှစ်ရက်လောက်ပေါ့နော်နင်းနေပေါ့ပေါ့ချနေတယ်ပြီးတော့ရက်သွားရက်သွားပြီးတော့ဆက်ပြီးတော့ဆွေးနေဒါပေမဲ့အေးပြောလို့မရဘူးဘယ်အချိန်ထဖောက်မလဲမသိနော်သူပြောနေကြားတာစစ်တာဟို2024ဖြစ်တယ်2025ဖြစ်တယ်ဘယ်အချိန်ထဖောက်မလဲတော့ပြောမရရင်းနိုင်ရင်ကြည့်လိုက် ရင်းနိုင်ဟာကြာတာပေါ့ဒီနေ့ရင်းနိုင်စင်းကြာတယ်0.24%လုံခဲ့9ရက်ဆိုရင်2.96%တော့ကြာတယ်စစ်ဖြစ်ရင်ရင်းနိုင်တက်မယ်မလားလူဝထင်ကြအီဗန်နက်ဖြစ်လို့တော့မတက်တယ်မတက်ဘူးပြန်ကြာပါတယ်ဒီဘာပညာပေးကြတယ်ဆိုတော့ကဘာတတဲ့တယ်စစ်ဖြစ်တာဖြစ်ဘာဖြစ်ဖြစ်စစ်ဖြစ်တာတော့မှနော် stock စကွေးကမမှု ရေနံတိုင်းလူရဲ့ထင်ရရေနံတက်မယ်ဆိုပြောတော့မတက်ဘူး9ရက်မှကျ2.02%ရတဲ့ today ရေနံစီကျနေတယ်11.22%ကျနေတယ်တွေ့လားကျနေရေနံတက်မထဲပြီးတော့ရေနံ stock share ဝယ်တဲ့လူတွေ share ပုံဝယ်လာမယ်လုံငန်းကားမှာကျတယ်1%ကျတယ် aso mobile 1.22%ကျတယ် share 0.14%ကျတယ်ပတ်သက်ရှုံးမှာပေါ့နော် ထမကဘာစစ်မှာဘလို့ဖြစ်ရစစ်ဖြစ်တယ်စအကြီးမောင်ကြာ30%ကြာ30% normal ပဲဒါ bear market ပုံမှန်ပုံမှန် bear market လို့30%ဟင်းဒါမှတိတ်ပြီးတော့စိုးရင်ကြမလို့ပြီးတော့ဘာလဲတိရစစ်ဆက်စားခြင်း9014ကနေပြီးတော့စစ်ပြီးရက်ထိ9018တွေလိမ့်နေမှာဆိုရင်နော်43%တက်တယ်တနည်းတော့8.7%တက်တယ်တော်လားစားခြင်းကြာတာမှန်တယ်ကြာတာရပြီးွားရပြင်ဟုတ် လေးနှစ်လို့ပေါင်းလိုက်တော့ဘယ်လောက်လဲနှစ်တန်းနေတာ8%တက်တယ်ဟာစစ်ဖြစ်ကဘာစစ်ဖြစ်လဲအရန်ဆိုးတယ်ဘာကြောင့် stock ဈေးကွက်ကကြမကြပဲနဲ့တက်တာနဲ့อืมမကြမီပြောပြမယ်အဖြေပြောပြမယ်သူသူဒုတိယကဘာစစ်တော့ဒုတိယကဘာစစ်ရဲ့တက်တာပဲမကြီးလေးနှစ်ကြာတယ်158%တက်တယ်ပိုပြီးတော့တက်နေတယ်တနည်းကို40%တော့တက်တယ်တနည်းကို30%တော့တက်တယ်နော် အဲ့တော့အာ158%ဆိုလေးနဲ့စားလာပေါ့40%အောင်တက်တယ်နင်းနေတော့မဟုတ်เนาะ158အစားလေးနဲ့စားလက်40%ဟာထင်တာရေလုံးဝမားနေဘူးလားဒါပေမဲ့စစ်ပြီးွားတော့နည်းနည်းကျသွားတယ်30%ကျဘာကြောင့် recession ဖြစ်ရလို့ကြောင့် okay အဲ့တော့စစ်ဖြစ်ဘာကြောင့် stock ဈေးကတက်တာလဲလူရဲကြောက်ပြီးတော့ stock ရှင်းအောင်ရောင်းအောင်မလားဘာကြောင့်လဲဆိုတော့စစ်ဖြစ်တယ်ဆိုရင် ပထမအဆုံးလူတွေဘာလုပ်လဲအစားအသောက်ပြေးဝယ်တယ်ရှိမှတ်ပစ္စည်းအကုန်ပြေးဝယ်ဟုတ်လားပြေးဝယ်ကုမ္ပဏီကပတ်သက်ပုံမရအောင်လားအမျက်ဝေပုံမရအောင်လားပိုရတယ်ဆိုတော့ကုမ္ပဏီကပုံပြီးမထုတ်ဘူးလားအစားအသောက်ပစ္စည်းပုံထုတ်တာပုံထုတ်တယ်ဆိုတော့ဘာဖြစ်လဲပတ်သက်ပိုရတယ်ပိုရတော့ stock ဈေးရှယ်ယာဈေးတက်တာပေါ့ပြေးဝယ်တော့ပစ္စည်းအများကြီးဝယ်တော့ကြောင့်ဝင်ကြီးကတန်မှုမရှိတော့နော်ငွေကြေးတန်ဖိုးမရှိတော့တန်ဖိုးမရှိတော့ inflation ကုန်စည်တို့တက်တယ်ဆိုရင် stock store share ဆိုတာကုမ္ပဏီပိုင်ဆိုင်မှုကုမ္ပဏီပိုင်ဆိုင်မှုဆိုတာပါတယ်ပိုင်ဆိုင်မှုက inflation ဖြစ်လေနေပိုင်ဆိုင်မှုတွေကဈေးတက်လေပဲညေဈေးတက်မယ် store share ဈေးတက်မယ် ancient ဈေးတက်မယ်ဘာကြောင့်လဲဆိုတော့ငွေကဖောင်းပွားလာတဲ့အတွက်ကြောင့်တွေ့လားတွေ့လားအားကြောင့်စစ်ဖြစ်ရစာရင်ကြာရကြမယ်တတိပါစကြာ normal ပဲဒါ bear market ရောက်လို့မျိုးပဲဒါပေမဲ့ပြန်တက်တယ်ဘာကြောင့်လဲဆိုတော့စက်ယုံတွေထုတ်အများကြီးအလုံးလုံးလို့ကြောက်เนาะ ထုတ်ကုန်များထုတ်လို့ဆိုစစ်ဖြစ်စစ်နဲ့နဲ့ပစ္စည်းထုတ်မယ်စက်ရုံမှာလူတွေအများကြီးလှုပ်ခတ်လာမယ်လူတွေကပစ္စည်းတွေစုဆောင်လာမယ်ပေါင်မုတ်ဝင်မယ်နော်တီရှူးလိတ်ဝင်မယ်အင်း those ပစ္စည်းဝင်မယ်အကုန်လုံးကစက်ရုံတွေကအလို့အရန်များထုတ်လာအဲ့တော့စစ်ဖြစ် social ဈေးတက်တယ်နော်ဟုတ်ကုန်စင်တို့တက်တဲ့အတွက်ကြောင့်လည်း inflation ဖြစ်တဲ့အတွက်ကြောင့်လည်းပတ်စံတမှုရှိတဲ့အတွက် social ဈေးတက်တယ်အဲ့ဒါကြောင့် ပညာမတောက်ဆိုရင်စစ်ဖြစ်ပြီဆိုပြီးရောင်းတဲ့လူပတ်စံရှုံးမှာပေါ့ရောင်းပြီးပတ်စံကင်လာမှဆိုရင်ကုံစင်းတော့တက်တဲ့ခါကျပတ်စံရှုံးနေမှာဒါပေမဲ့ပညာတက်တဲ့လူကြောင့်ဒါမှစိုးရင်းစရာမလိုနော်တနည်းကို50%တက်တယ်စစ်ဖြစ်တယ်သိတော့ဖြစ်ဒီနေ့မှာ SME 5တော့ဘယ်လောက်လဲ SME 5တော့ဒီနေ့မှာရရတူတယ်ဘယ်လောက်5.73%ပဲတက်တယ်ဟုတ်လားဒါပေမဲ့ဆရာ portfolio က50%ဝန်းကျင်တက်နေပြီဒါကြောင့် ါကြောင့်လဲဆိုတော့ stock investing call option put options advanced option day trading movement stock ဒီပညာ၅ခုတက်ထားတဲ့ကြောင့်ရိုးတာမှာ S&P 500ထဲထားမှဆိုရင်ဒီနေ့ဆိုရင်5%ကျော်ကျော်ပဲတက်အောင်မှ6လမှရှိသေးတယ်เนาะဘာကြည့်ရအာ S&P 500 USA stock market 5%ပဲ10%ပဲတက်နေတယ်ဒါပေမဲ့အဲ့ပညာ၄တုံးလမှဆိုရင်အများကြီးပတ်စံ၂ဆဖြစ်ဖို့စောင့်ကြရမလို့ကြောင့်ကြည့် အစ်စ်ဘက်ရတူတဲ့6လပဲရှိတယ်46.94%တက်သွားပြီနော်အဲ့ပညာတွေကိုကြိုက်တဲ့ YouTube video ကိုတွားလိုက် description ကမှမှာ link နေရှိမယ်တင်တန်းတက်ရှင် click နှိပ်ပြီးတော့တွဲလို့ရတယ်ဒီနေ့စင်းတွဲပါဒီနေ့တက်လို့ရတယ်ချက်ချင်းကြည့်လို့ရပါတယ်စောစောတက်လေးနေစောစောအောင်မြင်ဖို့ okay ကောင်းချင်တင်တဲ့ထပ်တက်လိုက်တယ်ကောင်းချင်တက်လိုက်တာပိုပြီးအကျိုးအမြင်ရှိတယ်။ကြံရမျိုးပိုကောင်းပါလား။ ဘယ်ဟာပူပေါင်းလဲဆိုတော့ဆရာကနင် app from နင် app နဲ့ငါလန်နီးလန်ငါလန်ရှိရအဲ့ဒီဟာတွေကကျင်းအကြိုက်ဆုံးဒီပုံတွေကအရင်အထိရောက်တယ်ကျင်းအဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app တွေပါလဲ app from မာရီကိုတိချပိုင်တိုင်းလို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကလောကဘာမှနားမလည်တယ်နော်ဆရာပြောတဲ့အတိုင်းပဲနှိုင်းလုပ်ပါတယ်ဒီဟာတွေကိုအတိအကျသိချတိုင်းလုပ်တယ်လုံးဝအချုံမရှိဘူး ဟယ်လိုဆရာ CIS တော့ရှယ်ယာကလပ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIA အပေါ်တခါလေးမှဖမ်းနိုင်မှုပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဤရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့အသေးစိတ်တော့လစ်လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့ တဲစိတ်လည်လာခွင့်ရှိတယ်ပြင်ဆင်ဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်နှောင်းမလေ့လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ loan option အရင်နည်းနည်းလေးနဲ့အမြင့်များများရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တဲ့တဲ့ရနဲ့ တလားအတွင်းမှာ9,500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်တာပါဘီအခုတော့အဲ့လိုမြတ်လေးဆရာရေးစင်ကျေးဇူးပဲဒီညူယောက်လိုက်လေးနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာသင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာသင်နာနဲ့သင်တန်းတွေကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလဲပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်းဖြေဆူပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်ဒီလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာဖြစ်ရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာရဲ့ မနေ့ကမှ stock membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအမြတ်အများဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ရဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ stock membership တွေကျွန်တော်အများကြီးဝင်မယ်တော့ဆရာတော့ဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ